အောက်ခွန်စီစဉ်စပယ်တော့လာပါလေတကယ်လာတော့မယ်ဆိုတော့ကိုဘယ်သူသိနိုင်မလဲနဲ့တကယ်လာရင်ဘာတွေလုပ်တင်လဲဆိုတာတွေကိုအခုဗီဒီယိုမှာသိလာလိုက်အောင်ပါအောက်ကွန်စီစဉ်ဆိုတာက Bitcoin က all time hype တခုကိုရောက်သွားပြီးရအခါမှာ trader တော်တော်များများက Bitcoin ကနေအမြတ်ထုတ်ပြီးတော့အဲ့ဒီပတ်စံတွေကိုတခြားအောက်ကွန်နေတဲ့ကိုပြန်ထည့်ကြတယ်။အဲ့လိုပတ်စံတွေ Bitcoin ကနေအောက်ကွန်ဘက်ကိုစီးဆင်းသွားတဲ့အချိန်ကိုအောက်ကွန်စီစဉ်လို့ခေါ်ပါတယ်။ အောက်ကနေအားလုံးအသေးကျတက်တော်မယ်ဆိုတာကိုအခုပြောမယ့်အချက်တွေနဲ့ဂျူခတ်မှန်းလို့ရပါတယ်။နံပါတ်၁တစ်ချက်ကတော့ Bitcoin dominant ကျဆင်းလာတာ။ Crypto ဈေးကွက်တစ်ခုလုံးမှာ Bitcoin ရဲ့ဈေးကွက်ဝေစု market share ကကျလာပြီဆိုလို့ရှိရင်ဥပမာ60ရာခိုင်နှုန်းအောက်ရောက်လာတာမျိုးဒါကပတ်စံတွေအောက်ခွန်ဖက်ကိုဈေးဝင်နေပြီဆိုတာကိုပြနေတဲ့အချက်ပါပဲ။ 2025ဩဂတ်စ်လတုန်းကဆိုရင်ပီကွိုင်တော်မနိန်က65ရာခိုင်နှုန်းကနေ69ရာခိုင်နှုန်းကိုကြာတော့တာကအောက်ခွိုင်တွေတက်ဖို့အတွက် green flag ပြလိုက်သလိုပါပဲနောက်ထပ်တစ်ချက်ကတော့အောက်ခွိုင်တွေရဲ့ trading volume အများကြီးတက်လာတာ trading chat တွေကိုကြည့်တိုင်းလို့အောက်ကွန်တော်တော်များများရဲ့အရာအဝယ်ပမာဏ volume ကတိတိတသာတက်နေတဲ့ဆိုရင်သူတွေအများကြီးစိတ်ဝင်စားနဲ့အရာအဝယ်သုံးနေကြပြီဆိုတဲ့သဘောပါပဲ2025ဇူလိုင်လက Binance Futures မှာအောက်ကွန်ရဲ့တနေ့တာ volume ကဒေါ်လာ1.8 billion အထိရှိခဲ့ပါတယ်ဒီလို volume နဲ့တက်လာပြီးရင်ဈေးတွေပါလိုက်တက်လာတတ်ပါတယ်နောက်ဘက်တစ်ချက်ကတော့ social media မှာ agent hype ဖြစ်လာတာသူတွေက Google မှာအောက်ကွန်လို့အများကြီးရှာတာ Twitter တို့ Telegram တို့မှာ Ether တို့ Solana တို့လို coin တွေအကြောင်းပဲပြောနေကြပြီဆိုရင် FOMO Fear of Missing Out စိတ်တွေဝင်လာတာနေပြီလို့ဆိုလို့ရပါတယ်။ဒါမှမဟုတ်ဆိုင်ကနေ့တဲ့ပိုင်းကဆိုရင် Aquile ဆိုတဲ့ Google Search ကအမြင့်ဆုံး search engine တင်ခဲ့ပါတယ်။ဒီလို hype တွေကဈေးကိုအရှိန်နဲ့တွန်းတနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ခက်စားတဲ့ theme of the day ပေါ်လာတာ။ အောက်ခွန်စီစဉ်တိုင်းမှာသူ့ရာသီနဲ့သူခေစားတဲ့ theme တွေရှိတတ်ပါတယ်။2021မှာဆိုလို့ရှိရင် DeFi ၊2021နဲ့2022မှာဆိုလို့ရှိရင် NFT အခုနောက်ပိုင်း AI နဲ့ဆိုင်တဲ့ project တွေ tokenize access တွေလိုမျိုးခေါင်းစဉ်အသစ်တွေနဲ့ token တွေအများကြီးထွက်လာပြီးတော့လူတွေစိတ်ဝင်စားမှုများလာခြင်းဒါကအောက်ခွန်စီစဉ်ကိုမိမထိုးပေးလိုက်တယ်လို့ပါပဲ။သူတို့ပြောရရင် Bitcoin စီးတက်တာရက်သွားပြီးတော့ ခုနကပြောခဲ့တဲ့အချက်တွေခက်လာပြီဆိုလို့ရှိရင် trader တွေကအောက်ခွန်စီစဉ်လာတော့မဲလို့ပြောကြပါတယ်ဒါပေမဲ့ဈေးကွက်ကဘယ်တော့မှကြိုပြီးတော့ပြောလို့မရခြေတက်တက်ချောက်မှုလို့တရားရဟန်းတို့တေချာတယ်လို့တော့မဆိုလိုပါဘူး။ဆိုတော့အောက်ပိုင်းစီစဉ်တကယ်သားလာခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဘေးကင်းခဲ့တဲ့ trade မလဲဆိုတာကိုဆက်ပြီးတော့ပြောသားပါမယ်။ ဈေးရတက်နေတာမြင်ပြီးတော့မနေနိုင်မထိုင်နိုင်ဝင်စင်နေရင်တော့မှကိုယ့်ရဲ့ပတ်စံတွေမရှုံးအောင်တတိထားဖို့လိုပါတယ်။ beginner အတွက်လေကူပြီးတော့လက်တွေ့ကြတဲ့နည်းလမ်းတွေကိုအခုပြောပြပေးသွားပါမယ်။နံပါတ်1အတစ်ချက်ကတော့ငွေကိုခွဲပြီးတော့ရှင်နေမြောင်းနိုင်မှ diversify လုပ်ပါ။ ကိုယ့်ရဲ့ပတ်စံအကောင်လုံးကို quiet တစ်ခုထဲမှာပုံပြီးတော့မအောတာပါနဲ့နာမည်ကြီးပြီးသား quiet ကြီးတွေဥပမာ Ethereum တို့မှာနည်းနည်းပြီးတော့အလားအလာရှိတဲ့ quiet electric အသေးလေးတွေမှာနည်းနည်းစီခွဲထားပါဒီလိုလုပ်ထားရင် quiet တစ်ခုကထိုးကျသွားလေကိုယ့်ရဲ့ရင်းနှီးငွေတွေအကောင်မဆုံးရှုံးတော့ဘူးပေါ့နောက်ထပ်တစ်ချက်ကတော့အမြတ်ဘလောက်ယူမယ်အရှုံးဘလောက်ခံမယ်ဆိုတာကိုကြိုသတ်မှတ်ထားပါ take profit နဲ့ stop loss ထားပါလို့ပြောစင်တာပါ trip တစ်ခုမလုပ်ခင်မှာဒီကွိုင်းကဘလောက်အမြင့်ရရင်ရောင်းမယ်ဘလောက်ရှုံးရင်တော့လက်လွတ်မယ်ဆိုတော့ကိုကြိုးပြရဆုံးဖြတ်ထားပါ HN နဲ့မှာဆိုလို့ရှိရင် stop loss order ခံထားလို့ရပါတယ်။ဒါကကိုဝယ်ထားတဲ့ coin ကသတ်မှတ်ဈေးတစ်ခုကိုရောက်တာနဲ့အလူတယောက်ရောင်းပေးမယ်စနစ်ပါ။ဒါဆိုလို့ရှိရင်ဈေးကွက်ကရုပ်တရက်စီထိုးကြတော့ရင်တော့မအကြီးအကျယ်မရှုံးအောင်ကာဝယ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ dollar cost averaging DCA ဆိုတဲ့နည်းကိုသုံးပါပတ်စံကိုဒီဇိုင်းထဲမှာအကုန်သုံးပြီးတော့မဝင်လိုက်ပဲနဲ့နည်းနည်းချင်းစီခွဲဝဲပါဥပမာတစ်ပတ်ကို dollar 50ဘူးလောက်ပုံမှန်ဝဲသွားတာမျိုးပေါ့ဒီနေ့ကဈေးအတက်ကြတဲ့ကိုတိတ်မခံရတော့ဘဲနဲ့ကိုယ့်ရဲ့ဝယ်ဈေးကိုမျှချဖြစ်စေပါရယ် binders ပါဆိုလို့ရှိရင် auto inverse recurring bind ဆိုတဲ့ features ရှိရပါတော့ကိုလိုစင်းတဲ့ coin ကိုအချိန်စရာဆွဲပြီးတော့ပုံမဲ့အလိုတရာဝယ်ခိုင်းထားလို့ရပါတယ်နောက်တစ်ချက်ကတော့ leverage ကို ရှာမှာ heightener ကိုမြင်စိမှိတ်ပြီးတော့မလိုက်ပါနဲ့ leverage တို့ margin တို့ကိုသုံးပြီးတော့ trader က beginner အတွက်အရှမ်းအန္တရာယ်များပါတယ် နောက်ပြီးတော့စီအရန်ထောင်တက်ပြီးသွားတဲ့ coin တွေကိုဘယ်တော့မှနောက်ကနေ like မဝဲပါနဲ့ social media မှာလူတွေအရန်ပြောနေတဲ့အချိန်က player အကြီးကြီးတွေအမျက်ထုတ်ပြီးတော့ရောင်းချင်တဲ့အချိန်ထင်နိုင်ပါတယ် trading ဆိုတာလောင်းကစားမဟုတ်ဘူးဆိုတော့ကိုတတိယပါနောက်ဆုံးအနေနဲ့ trading ကို pro jaja trade နိုင်မဲ့ tuesday ကိုပြောပြပေးသွားပါမယ် smart cha cha processor triple အတွက် Binance Mars လို့ရှိရင် Tuesday အများစီရှိပါတယ်အခုဒီ Tuesday ကျဲကမှတချို့ကိုစပြီးတော့ပြောသားပါမယ်ပထမဦးဆုံး Tuesday ကတော့ market watch ကိုနီရဲ့ဈေးနှုန်းတွေ follow အတက်ကြတွေကိုအချိန်နဲ့တပြေးညီကြည့်နိုင်ပါတယ် Binance ရဲ့ market page မှာ coin ထမောင်းများစွာရဲ့ဈေးနှုန်းတွေနဲ့24နာရီအတွင်းအရာဝယ်ပမာဏ volume ကိုအလွဲတကူကြည့်နိုင်ပါတယ်။ Top gainer ဆိုပြီးတော့စစ်ကြည့်လိုက်ရင် Bay coin နဲ့အခုချက်ချင်းလူစိတ်ဝင်စားမှုများနေလဲဆိုတော့ကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ portfolio tracker ပါ။ ဒီ tunes ကခုမှပါကွိုင်းနေပိုင်းထားတဲ့ဘလောက်မြက်ရှုံးနေတဲ့တနေရာရဲမှာဆိုပြီးရောပြပေးပါရယ်။ဒါကြောင့်ကိုကကွိုင်းနေတစ်ခုရဲကို အများကြီးဝဲထားမိနေလားဆိုတာကိုစစ်ဆေးနိုင်ပါရယ်။နောက်ထပ် tunes တစ်ခုကတော့ auto inverse recurring pi မှာ အပေါ်မှာလည်းပြောခဲ့ပြီးဖြစ်ပါရယ်။ DCA လို့ဖို့အတွက်အကောင်းဆုံး tunes ပါ။ကိုဝဲခြင်းနဲ့ခွိုင်းပမာဏနဲ့အချိန်ကိုတစ်ခါပဲသတ်မှတ်ပေးထားလိုက်တာနဲ့သူကအလိုလျောက်ပုံမဲ့ဝဲပြီးတော့မှဖြစ်ပါရယ်။ ဒါကအချိန်တိုင်းဈေးကွက်ကိုစောင့်ရှိနေစရာမလိုဘဲနဲ့ယင်းနှံ့နှံ့မှုလွတ်နိုင်တဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အရေးကြီးဆုံး tips တစ်ခုကိုလည်းမျှဝေပေးချင်ပါတယ်။အဲ့ဒါကတော့ security first ပါ။ကိုယ့်ရဲ့ account ကို လုံးချုံအောင်ထားဖို့ကအရင်အရေးကြီးပါတယ်။ do factor authentication do fa ကိုဖွင့်ထားပါ။ပမာဏများများသိမ့်မယ်ဆိုလို့ရှိရင် exchange တွေပေါ်မှာမသိမ့်မဲ့တဲ့ hardware wallet တွေကိုသုံးပါ။ hide ထနေတဲ့အချိန်တွေက scammer တွေအကြိုက်ဆုံးအချိန်ဆိုတော့ကိုမမေ့ပါနဲ့။ အတူချုပ်ပြီးတော့ပြန်ပြောပေးရရင်2025နှစ်ကုန်ပိုင်းမှာ off quiet season တစ်ခုဖြစ်လာနိုင်ခြေရှိတယ်ဆိုပေမဲ့ဒါကအရှမ်းကို အတက်ကျကျမ်းမဲ့ခီးတစ်ခုပါကိုယ့်ရဲ့ trade တွေကိုပမာဏနည်းနည်းနဲ့ quiet နေခွဲပြီးတော့လုပ်ပါဘယ်နေရာမှာထွက်မလဲဆိုရဲ exit strategy ကိုကြိုပြီးတော့စဉ်းစားထားပါ finance ကနေပြီးတော့သုံးလို့ရတဲ့ two stake ကိုလက်တွေ့ကြကြအသုံးဝင်ဝင်အသုံးချပြီးတော့စနစ်တကျ trader planet trader fomo နဲ့ matrader နဲ့အဲ့လိုဆိုလို့ရှိရင်တော့နောက်လာမယ့် crypto bull run မှာအရှုံးသေးပြီးတော့အ냐ညာများရဖို့အခွင့်အလမ်းတွေပိုများလာမှသိကြပါရစေ။ တကယ်တော့မြောင် Binance account မရှိသေးဘူးဆိုလို့ရှိရင်တော့အခုပြထားတဲ့ Crypto Market Referral ကိုသုံးပြီးတော့ Binance account ဖွင့်လို့ရပါတယ်။ဒီကောင်လည်းဖွင့်မယ်ဆိုလို့ရှိရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees က20%ကိုတက်တက်လောက် discount ရမှာဖြစ်ပြီးတော့ Crypto Market ကနေပြီးတော့လုပ်ပေးတဲ့ campaign တွေက exclusive reward day, market analysis day, up to date news တွေကိုရနိုင်မဲ့ VIP group asset ကိုလည်းထပ်ပြီးရောရအောင်မှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ Crypto Market ပါ now video ചെയ്യുമോ കാൻ ഡു യു അപ്പോൾ